အားလုံးပဲမင်္ဂလာပါရနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုပြီးအောင်စူးစီးတင်ဆက်ထားတာပါဆိုတော့ပထမဆုံးသုံးသပ်မဲ့သတင်းတစ်ပုဒ်အနေနဲ့ဒီလိုဗျကျွန်တော်တို့မြန်မာနိုင်ငံ2021ကစပြီးတော့မြန်မာနိုင်ငံရေးကိုအာဆီယံကထထဲဝင်ဝင်ဆွတ်ဖက်မှုတွေရှိတယ်ဘလောက်ဒီထထဲဝင်ဝင်ဆွတ်ဖက်မှုတွေရှိလဲဆိုတော့မြန်မာနိုင်ငံကအကြီးအကဲတွေကိုအာဆီယံထိပ်သီးအစည်းအဝေးပွဲတွေကို တက်ခွင့်ကိုတော့ဟိုကန့်တက်လိုက်တဲ့အခြေအနေကြီးရှိတယ်။အဲ့တော့အဲ့လိုကန့်တက်လိုက်တဲ့အခြေအနေကိုဒီဘက်ကမြန်မာနိုင်ငံဘက်ကရောဒီတိုင်းထိုင်ကြည့်နေသလားဆိုတော့ထိုင်မကြည့်နေဘူး။မြန်မာနိုင်ငံဘက်ကလည်းအာဆီယံကမြန်မာနိုင်ငံကိုပြန်ပြီးတော့လက်ခံလာအောင်ဒီဘက်ကမြန်မာဘက်ကလည်းနိုင်ငံရေးကိုပုံတရံအမျိုးမျိုးနိုင်ငံတကာဆက်ဆံရေးကိုပုံတရံအမျိုးမျိုးကစားခဲ့တာတွေ့ရတယ် ဒါလဲနိုင်ငံတကာသတင်းတွေဒေတာရင်းသတင်းတွေအိန္ဒိယနိုင်ငံနေနဲ့မြန်မာကြားဆက်ဆံရေးတွေဟလာဒါတွေကိုကြည့်လို့ရှိရင်ဒါတိနိုင်တယ်တိနိုင်တယ်အဓိကအဖြစ်အာဆီယံကနေပြီးတော့ five by consensus ဆိုပြီးတော့အတင်းအချက်ဒီ five by consensus ပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ပါဆိုပြီးပြောတယ်ဒါကြီးကိုပဲပြန်ပြီးတော့ရမယ်ရှာပြီးတော့ဒီပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲမပေါ်လို့ရှိရင် မြန်မာနိုင်ငံကိုအာဆီယံကခဏဟလာဘယ်လိုခေါ်မလဲမြန်မာနိုင်ငံကို marginalize လုပ်ထားတာပေါ့ဗျာအာဆီယံမှာကိုယ်တိုင်တက်ခွင့်ကိုဟလာဟိုဘယ်လိုခေါ်မလဲကန့်တတ်ထားတာပေါ့ကန့်တတ်ထားတာအဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့ခေါင်းဆောင်တွေကလည်းကျွန်တော်အမြဲပြောတယ်ကျွန်တော်အဲ့လိုပြောရင်လည်းကျွန်တော်စောက်ဖားကြီးလို့ပါအောင်ထင်အောင်မယ်မဟုတ်ဘူးကျွန်တော်တို့ကတေချာလေ့လာပြီးပြောတာမြန်မာနိုင်ငံမှာရှိတဲ့ခေါင်းဆောင်တွေကလည်းဟိုလူညံ့နေမဟုတ်ဘူး ။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့ကမြန်မာနိုင်ငံမှာပြည်တွင်းမှာပြဿနာတွေရှိလာတာ။ဒီပြဿနာတွေနဲ့ပတ်သက်ပြီးတော့ပဲအိန္ဒိယနိုင်ငံတွေဒေတာရင်းနိုင်ငံတွေနိုင်ငံတကာမှာရှိတဲ့အင်အားကြီးနိုင်ငံတွေကဒီပြဿနာတွေကိုအချောင်းခံအခြေခံပြီးတော့မြန်မာပြည်တွင်းရေးမြန်မာနိုင်ငံရေးမြန်မာနိုင်ငံရဲ့နိုင်ငံခြားဆက်ဆံရေးစသည်အပြင်ဒီအရာတွေကိုဝင်ရောက်ဆက်ဖက်ဖို့အတွက်ပုံသဏ္ဍာန်အမျိုးမျိုးနဲ့စူးစမ်းခဲ့တယ်စူးစမ်းခဲ့တယ် ဒါပေမဲ့လည်းမြမကောင်းဆောင်နေအနေနဲ့ဒီဟာတွေကိုပုံတံအမျိုးမျိုးနဲ့ဟိုတွန်းလှန်နိုင်ခဲ့တယ်ဆန့်ကျင်နိုင်ခဲ့တယ်ဗောဒီလိုပြောခြင်းတယ်ဟုတ်လားကျွန်တော်တို့လွတ်လည်ရပြီးကစားဥနုအစိုးရလက်ထက်မှာဥနုအစိုးရလက်ထက်မှာတရုတ်ဖြူကိစ္စနဲ့ပတ်သက်ပြီးတော့ဟုတ်လားတရုတ်ဖြူကိစ္စဆိုတာပြောရလို့ရှိရင်တရုတ်နိုင်ငံမှာချန်ကီရှိတ်နဲ့မော်စီတုံးကွဲတယ်တရုတ်ဖြူတရုတ်နီလို့ခေါ်တာဗောတရုတ်ဖြူက nationalist ချန်ကီရှိတ်ဥဆောင်တဲ့အဖွဲ့တွေက nationalist တွေတရုတ်မျိုးသားရေးဝါဒီသမားတွေ မော်ဇီတုံးဦးဆောင်တဲ့အဖွဲ့တွေကကွန်မြူနစ်တွေတရုတ်ကွန်မြူနစ်နဲ့တရုတ်နေရှင်နယ်လစ်တွေပြဿနာတက်တယ်ပြဿနာတက်တဲ့အချိန်မှာကွန်မြူနစ်အဖွဲ့ကနိုင်သွားတယ်နိုင်သွားတော့မော်ဇီတုံးမော်ဇီတုံးဦးဆောင်တဲ့ကွန်မြူနစ်အဖွဲ့ကနိုင်သွားတယ်နိုင်သွားတဲ့အခါကျတော့ချန်ကီရှိတ်ဦးဆောင်တဲ့အဖွဲ့ကိုလိုက်တိုက်တယ်ချန်ကီရှိတ်ရဲ့နောက်မှာကထောက်ပံ့ပေးနေတာက အမေရိကန်ထောက်ပံ့ပေးနေတယ်အဲ့ဒီအချိန်မှာမြန်မာနိုင်ငံကနိုင်ငံတကာဆက်ဆံရေးမှာဂျာနေဝါရကိုကျင့်သုံးတယ်ဂျာနေဝါရကိုကျင့်သုံးတယ်နောက်ပြီးတော့ကျွန်တော်တို့ ဗမ်လိုက်မှုတွေပေါ့နော်ဗမ်လိုက်မှုကြီး၅ချက်ကိုလက်ခံတယ်ဆိုအဲ့လိုလုပ်နေတဲ့အချိန်မှာဘာဖြစ်လဲဆိုချန်ဂေရှိတ်ရဲ့အဖွဲ့တွေကမြန်မာနိုင်ငံရှမ်းပြည်မြောက်ပိုင်းထဲကိုဝင်လာတယ်ဝင်လာပြီးတော့ရှမ်းပြည်မှာရှိတဲ့အခုလားလာရှိုးတို့ဘာတို့ကိုသူတို့ကချန်ဂေရှိတ်အဖွဲ့တွေကသိမ်းတယ်သိမ်းပြီးတော့အဲ့မှာအဲ့ဒီကနေခံပြီးတော့မော်စီတုံးဥဆောင်တဲ့တရုတ်နေကိုတိုက်ဖို့လုပ်တယ်တချို့အဖွဲ့တွေကတော့ထိုင်ဝမ်ကိုထွက်ပြေးသွားတယ်ထိုင်ဝမ်ကိုပြေးသွားတယ်ချန်ဂေရှိတ်ရဲ့တချို့အဖွဲ့တွေကထိုင်ဝမ်နိုင်ငံကိုပြေးသွားတယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲ အမေရိကန်ကနောက်ကွယ်ရနေပြီးတော့ဒီချန်ဂေရှိရဲ့ကွန်မန်ဒန်တွေကိုထောက်ပံ့တယ်အဲ့တော့ဦးနုကအဲ့အချိန်မှာကုလသမဂ္ဂမှာပြောတယ်ချန်ဂေရှိဥဆောင်တဲ့အဖွဲ့တွေမြန်မာနိုင်ငံပိုင်နက်ဖြစ်တဲ့ရှမ်းပြည်မြောက်ပိုင်းကိုကျူးကျော်ဝင်ရောက်နေတယ်ဒီအတွက်ကိုကုလသမဂ္ဂအနေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ဒီအတွက်ကိုမောင်းထုတ်ပေးပါချန်ဂေရှိအဖွဲ့တွေသူရဲ့ဟလာထိုင်ဝမ်သူတို့လူတွေအများဆုံးရှိတဲ့ထိုင်ဝမ်ကိုသွားဖို့ပြောပေးပါလို့ပြောတယ် ါပေမဲ့အမေရိကန်အပါအဝင်ဂျန်တဲ့နိုင်ငံတွေအဲ့တိရုပ်ပေါ်ပြပြောရင်ချန်ကေရှိတ်တိရုပ်အဖွဲ့တွေကညင်းတယ်မရှိဘူး။ရောက်ချမ်းပြည်ပေါ်မှာမရှိဘူးလို့ဒီလိုညင်းတယ်။ညင်းတော့အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့အဲ့ချိန်ကတက်မတော်ခေါင်းဆောင်တွေကတိရုပ်ဖြူကိုတိုက်တယ်။ကိုယ့်ရဲ့ဟလာရှိသမျှအင်အားနဲ့တိုက်တယ်။တိုက်တော့နိုင်တယ်။ဒါပေမဲ့နောက်ကအမေရိကန်ရဲ့ supporting ရှိနေတဲ့အတွက်အမေရိကန်ကလည်းဒီနေရာမှာသူကပြောရရင်ကွန်မြူနစ်ကိုပြန်ဆန့်ကျင်ဖို့အတွက်ဒီနေရာမှာချန်ကေရှိတ်အဖွဲ့ရှိဖို့လိုအပ်တယ်။ရှမ်းမြောက်မှာရှိရှိဖို့လိုအပ်တယ်။ အဲ့တော့အမေရိကန်နောက်ကပန့်ပိုးနေတယ်နောက်ဆုံးကျတော့မရတဲ့ခါကျတော့ဦးနှုကနေပြီးတော့ကုလသမဂ္ဂပြောတယ်ဒီတရုတ်ပြူဖွဲ့တွေချန်ကီရှိတ်ဂုံးတော်နဲ့ချန်ကီရှိတ်ရဲ့နောက်လိုက်တွေဟာချမ်းပြည်မြောက်ပိုင်းမှာအမေရိကန်ရဲ့ထောက်ပံ့မှုနဲ့နေနေတော့ပြောတာအမေရိကန်အဲ့ချိန်မှာညင်းတယ်ညင်းတော့ဘာလို့လဲဆိုတော့ဓမ္မတက်မတော်ကပိုက်လို့ပေါ့နော်ဘူဗီတာကနေပြီးတော့တနေ့မှာဘာဖြစ်လဲကြိုက်တုံမှာတင်တယ်ကြိုက်တုံလေးသေးကိုဆင်းမှုအတွက်ဒီခုနေ့ကနေပြီးတော့အမေရိကန်ထောက်ပံ့ရေးလေရင်တစည်းက ချိုင်းတို့လေးသိမ့်နာမှာဝဲနေတယ်ဝဲနေတဲ့အချိန်မှာပိုပြီးတာတက်ပြီးတော့အဲ့လေရင်ကိုအောက်ဆင်းခိုင်းတယ်ဆရာကအဲ့လေရင်ကမဆင်းဘူးမဆင်းမဲနဲ့မောင်းပြေးတယ်မောင်းပြေးတယ်ပြီးရောဝင်တိုက်လိုက်တယ်ဝင်တိုက်ရတော့အမေရိကန်လေရင်ကအဲ့ချိုင်းတို့လေးသိမ့်မှလားမသိဘူးဆင်းလိုက်ရတယ်ဆင်းလိုက်တဲ့အချိန်မှာစစ်အားလုံးစစ်ဆေးလိုက်တဲ့အခါကျတော့ဒီထဲမှာတရုတ်ပြူတွေကိုကွန်မန်တာတရုတ်ပြူတွေကိုကူညီမဲ့လက်နက်ပစ္စည်းအကုန်ပါလာတယ်ပါလာတော့ဦးနှုကနေပြီးတော့ကမ္ဘာနိုင်ငံတွေကိုပြတယ်ဓာတ်ပုံတွေရိုက်နိုင်ငံတကာဟလား သတင်းဌာနတွေကိုပြပြီးတော့ကုလသမဂ္ဂမှာပြတယ်ဒီမှာအမေရိကန်ကနောက်ကနေပြီးတော့ချန်ကင်ရှိအဖွဲ့ကိုထောက်ပံ့နေတယ်ချန်ကင်ရှိအဖွဲ့ကမြန်မာနိုင်ငံရဲ့ဒေတာအချို့ရှမ်းပြည်မြောက်ပိုင်းကဒေတာအချို့ကိုတိမ့်ပိုက်ထားတာဖြစ်တယ်ဒီအတွက်ကိုလည်းမြန်မာတပ်မတော်ကတိုက်ခိုက်နေတယ်ဒါကြောင့်မို့အမေရိကန်အနေနဲ့ဒီချန်ကင်ရှိအဖွဲ့ကိုထောက်ပံ့တာတွေဆွန့်လွတ်ပေးရမယ်ဆိုပြီးတော့မလှုပ်နိုင်အောင်တက်တဲ့အတီးကြနဲ့ပြလိုက်တဲ့ခါကျတော့နောက်ကျတော့ဘာဖြစ်လဲဆိုတော့ချန်ကင်ရှိကနေโอเคသူ့လူတွေကိုပြန်ခေါ်ပါမယ်လို့ပြောတယ်အဲ့ချိန်မှာအမေရိကန်ကသူ့ရဲ့ကုန်တယ်လေရင်ကြီးတွေနဲ့အိုက်တီအိုဖြူတွေကိုထိုင်ဝမ်ပို့ပေးလိုက်ရတယ်ဒါက ဒီတရုတ်နဲ့မြန်မာဖြစ်တဲ့ပြဿနာနော်အဲ့လိုပဲဒီဘက်မှာဘင်္ဂလားဒေ့ရှ်နဲ့ဘင်္ဂလားဒေ့ရှ်ပြည်တွင်းစစ်ဖြစ်တော့လဲဒီလိုပဲမြန်မာနိုင်ငံတွေကိုဒီလိုပဲဝင်ကြလာဟိုဘက်ကနေပြီးတော့ဒုက္ခတွေဝင်လာတယ်ဝင်လာပြီးတော့ပြန်မထွက်ဘူးလို့တယ်အဲ့တော့မြန်မာကမောင်းထုတ်တယ်ပြောရရင်တော့အိန္ဒိချင်းနိုင်ငံတွေကြားထဲမှာဖြစ်တဲ့ပြဿနာအလုံးကမြန်မာနိုင်ငံကိုရိုက်ခတ်ကြတာကြီးပဲအဲ့လိုပဲဒေတာရင်းပြဿနာတွေဖြစ်တဲ့ VNN နဲ့ဟလာ VNN နဲ့ဒီအမေရိကန်နဲ့စစ်ဖြစ်တယ်မြန်မာနိုင်ငံကမြန်မာနိုင်ငံကိုရိုက်ခတ်တာပဲဒီဟာတွေလေစသည်အားဖြင့် ဒါပေမဲ့မြန်မာနိုင်ငံရိုက်ခတ်ပေမဲ့မြန်မာမှာရှိတဲ့မြန်မာခေါင်းဆောင်တွေကသူတို့အချိန်အခါမှာရှိတဲ့သူတို့တက်ဆွမ်းနိုင်တဲ့လောက်အဲသူတို့ဒီနိုင်ငံတော်အားကိုယူပြီးတော့တွန်းလှန်ခဲ့ကြတယ်။ဒါကြောင့်မလို့မြန်မာနိုင်ငံဒီကနေ့ဒီအချိန်ထိဘယ်နိုင်ငံရဲ့ဆွတ်ဖက်မှုမှမပါဘဲနဲ့ကိုယ်နိုင်ငံရဲ့ပြည်တွင်းရေးကိုကိုယ်တိုင်စီမံဆောင်ရွက်နိုင်နေတာဖြစ်တယ်ကျွန်တော်ပြောချင်တာနော်။အဲလိုပဲဒီဘက်မှာ2021အာနာထိမ့်ပြီးနောက်ပိုင်းမှာလဲနိုင်ငံတကာကိုထွက်ပြေးသွားတဲ့အင်အားစုတွေက နိုင်ငံတော်ကထွက်ပြေးသွားတဲ့အင်အားစုကဘာလို့လဲဆိုတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ပုံသဏ္ဍာန်အမျိုးမျိုးသဘုတ်လွင်လင်းပြောတယ်။နိုင်ငံတကာရဲ့ဆွတ်ဖက်မှုတွေရအောင်နိုင်ငံတကာရဲ့ attention တွေရအောင်ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ပြောတယ်။ပြောတော့နိုင်ငံတကာဆွတ်ဖက်မှုတွေလုပ်တယ်။ data ရင်းနိုင်ငံတွေ data ရင်းအဖွဲ့အစည်းတွေကဆွတ်ဖက်မှုတွေလုပ်တယ်။အဓိကအဖြစ်တော့ ASEAN ပေါ့။ ASEAN နေပြီးတော့အဓိကအဖြစ်ဟလာဒီ five five consensus ဆိုတဲ့မူနဲ့ပတ်သက်ပြီးတော့ ASEAN ကမြန်မာနိုင်ငံကခေါင်းဆောင်တွေကို ASEAN ကိုဟလာ အာဆီယံရဲ့ထိပ်သီးအစည်းအဝေးပေါ်မှာတက်ရောက်ခွင့်ကိုဟိုတားမြစ်တယ်ဆိုတဲ့သဘောမျိုးပေါ့ဗျာတခြားပုံမှန်ဒုတိယဒန်ဆာခေါင်းဆောင်တွေကိုတော့လက်ခံတယ်ဆိုတဲ့သဘောမျိုးလုပ်တယ်လုပ်တော့မြန်မာနိုင်ငံကခေါင်းဆောင်တွေကကျွန်တော်ခုနပြောသလိုပေါ့ခုနအဖြစ်ဖြစ်တယ်မြန်မာနိုင်ငံခေါင်းဆောင်တွေမှာကပြောရရင်မြန်မာနိုင်ငံရဲ့ဖြစ်ပြမှုအားလုံးကိုအစိုးရတစ်ဖွဲ့နဲ့တစ်ဖွဲ့လက်ဆင့်ကမ်းလာကြတာနော်လက်ဆင့်ကမ်းလာကြတာအဲ့တော့ဘယ်လိုပြဿနာတွေကိုဘယ်လိုရှင်းရမယ်ဆိုတာသူတို့တွေအနေနဲ့ဒါတွေကိုတကယ်စနစ်တကျအကြောင်းတွေမှာသင်ခဲ့တယ်နောက်တစ်ခုကသူတို့ရဲ့လက်တွေ့စီမံဆောင်ရွက်မှုတွေအရာဒါတွေသိလာတယ် တိလာတော့အဲ့တော့အာဆီယံနဲ့မြန်မာဒီ2021နောက်ပိုင်းမှာအာဆီယံနဲ့လက်ရှိနိုင်ငံတော်ခေါင်းဆောင်တွေနဲ့ဖြစ်နေတဲ့အချိန်မှာနိုင်ငံတော်ခေါင်းဆောင်တွေကလည်းကျွန်တော်ပြောသလိုပဲခေါ်ခေဒီမဟုတ်ဘူးမင်းတို့ဟဲ့အောင်ဒီအာဆီယံရဲ့ထိပ်သီးအစည်းအဝေးဆိုတော့ခေါင်းဆောင်တွေကြီးပဲတက်ရတဲ့အစည်းအဝေးမင်းတို့ခေါင်းဆောင်တွေကြီးပဲတက်ရတဲ့အစည်းအဝေးကိုငါတို့ကတက်ခွင့်မရဘူးဆိုတရားမှမတက်ဘူးကွာဆိုဒီတိုင်းထားတော့အဲ့အာဆီယံရဲ့ခုံကြီးကလစ်လက်ထားတယ်လစ်လက်ထားဒါပေမဲ့အဲ့အရာကြီးကိုမတက်ဘူးဆိုပြီးဒီတိုင်းနေတာမဟုတ်ဘူးနိုင်ငံတွေမှာလည်းကိုယ်တိုင်သူပြည်သားတွေအတွက် ဟာလာသူပေးထားတဲ့ဂရီတွေအတိုင်းသူလုပ်တယ်လို့အာဆီယံရဲ့ပဋိညာမှာပါထားတဲ့ non interference of the other country ပေါ့နော်ပြောလို့ရှိရင်တော့တခြားနိုင်ငံရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးအရာတွေမှာဝင်ရောက်မဆွတ်ဖက်ရအောင်ဆိုတဲ့အာဆီယံချာတာအတိုင်းလိုက်နာတဲ့နိုင်ငံဘယ်နိုင်ငံရှိမလဲဆိုပြီးတော့ကိုယ်ကလည်းကိုယ့်ဘက်ကဟိုနေကိုပြန်စည်းရုံးတယ်။ဘာကြောင့်လဲ?အာဆီယံနိုင်ငံတွေရဲ့ပဋိညာပဋိညာဆိုတာတကယ်ကိုဘယ်လိုခေါ်မလဲ? အခြေခံဝါဒမှာကဟုတ်တယ်အာဆီယံဖွဲ့စည်းတော့ဖွဲ့လိုက်တဲ့အားလုံးဝင်တယ်ဝင်လို့ရဒါပေမဲ့ဒီ member country တွေရဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်တွင်းရေးသူတို့နိုင်ငံတွေရဲ့အချုပ်အခြာအာဏာပိုင်နဲ့ပြည်တွင်းရေးတွေမှာဝင်ရောက်ဆက်ဖက်ခွင့်မရှိဘူးဆိုတဲ့မူအားလုံးလိုက်နာရမယ်ဆိုပြီးတော့အာဆီယံအဖွဲ့ရဲ့အခြေခံမူမှာဒီလိုပြထန်တာလေဒါပေမဲ့တကယ်တကယ်မြန်မာနိုင်ငံဖြစ်တဲ့အခါကျတော့ဒီမူကိုမလိုက်နာဘူးမလိုက်နာရတဲ့အတွက်မြန်မာနိုင်ငံဘက်ကနိုင်ငံတော်အကြီးအကဲတွေက တတိပေးတယ်တတိပေးပြီမလိုက်နိုင်အောင်မလိုက်နိုင်ရတဲ့ဘာလို့လဲဆိုတော့ဒီဘက်မှာအာဆီအာဆီယံပဋိညာမှုကိုလိုက်နိုင်တဲ့နိုင်ငံတွေဘယ်နိုင်ငံတွေရှိတယ်လဲဆိုပြီးတော့ဒီဘက်ကလည်းအာဆီယံအသင်းကိုပြန်ပြီးကစားတယ်ဟုတ်လားဒီဘက်မှာရှိတဲ့ကျွန်တော်တို့အဓိကအဖြစ်တော့ထိုင်းတို့ကမ္ဘောဒီးယားတို့ဗီယက်နမ်တို့လာအိုတို့စသည်အဖြစ်ပေါ့နော်ဒီနိုင်ငံတွေနဲ့ဒီနိုင်ငံတွေကဟုတ်တယ်ပဋိညာမှုကိုလိုက်တာလိုက်နာတယ်ဆိုပြီးတော့ဒီနိုင်ငံတွေနဲ့ပြန်ပြီးတော့ကျွန်တော်တို့ဟုတ်လားထိုင်းနိုင်ငံမှာကိုယ့်ဘောက်ကိုကျွန်တော်တို့မြန်မာနိုင်ငံပါဝင်တဲ့ဘယ်လိုခေါ်မလဲ တကယ်ဟိုဘလူးခေါင်းအနေစီဝေဘလေးတွေလှုပ်တယ်နော်လှုပ်တယ်အဲ့လိုလှုပ်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့အာဆီယံအဖွဲ့ကြီးကဟာဒီမုံစံတိုင်းဆက်သွားရင်အာဆီယံအဖွဲ့ကြီးနှစ်ချမ်းကွဲသွားနိုင်တယ်ဆိုတဲ့စကားအထိပြောလာတယ်မှန်တယ်လေကျွန်တော်တို့ကနိုင်ငံတကာဆက်ဆံရေးမှာကိုယ့်ကိုအရေးမဆိုင်တဲ့နိုင်ငံတွေကိုယ့်နိုင်ငံအကြောင်းဂါဂါနာနာမသိတဲ့နိုင်ငံတွေရဲ့ပြောစကားတွေကိုနားထောင်ပြောစကားတွေကိုယုံပြီးတော့သူတို့လှုပ်တဲ့သူတို့ခိုင်းတဲ့အတိုင်းနေရှောက်လုံနေကျွန်တော်တို့တိုင်းပြည်ကဒီထက်ပိုကွဲသွားစရာပဲအကြောင်းရှိတယ်ကျွန်တော်ပြောချင်တာအဲ့တော့ ိုဒီထဲမှာလုံးစရာရှိတာလုံးတယ်လို့မင်းတို့ပြောနေရတာမမှန်ဘူးငါတို့လုံးနေရတယ်လာကြည့်ပါဆိုပြီးဒီလိုမျိုးသွားတာเนาะကျွန်တော်တို့ဘုံကြုံကြီးတန်းရွှေလက်ထက်ကလည်းဒီလိုပဲသွားခဲ့တာပါပဲလက်ရှိဘုံကြုံကြီးမြောင်းလိုက်လက်ထက်မှာလည်းဒီလိုပဲသွားတာပဲဒီလိုပဲသွားတဲ့အခါကျနောက်ဆုံးဘာလုပ်ရလဲဆိုတော့မဟုတ်ဘူးမင်းတို့ဟလာတကယ်ကွာအာဆီယံမင်းတို့ခေါင်းဆောင်ကြီးမတက်နိုင်တော့မှမင်းတို့အနေနဲ့တယောက်တော့လှုပ်ပေးပါဆိုပြီးတော့ပြောတဲ့အခါမှာနိုင်ငံရေးဝန်ကြီးဌာနရဲ့ကျွန်တော်ထင်တာကတော့အဲအမြဲတမ်းအတွင်းဝင်လာအကြီးအကဲရရှိလာမှုဒေါ်မာလာတန်းထိုက်ကိုစာလွှတ်တယ် အဲဆက်လွတ်တော့မှပေါ်နေလဲနည်းနည်းစိတ်ပြေလာပြီးတော့အဲဒီလိုပေါ့ဗျာနောက်ပြီးတော့ဒီဘက်မှာကိုဟလာကိုနိုင်ငံအတွက်ကိုစမ်ပတီရှိတဲ့တရုတ်တို့အိန္ဒိယတို့စတဲ့အဖြစ်ပေါ့နော်ဥပမာရုရှားတို့အဲအခုလိုဦးဆိုလို့ရှိရင်ဘယ်လာရုစ်တို့ဟလာကာဇက်စတန်တို့စတဲ့အဖြစ်ကိုနိုင်ငံအကြောင်းကိုတကယ်နားလဲတဲ့နိုင်ငံတွေကိုနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုတကယ်လိုလာတဲ့နိုင်ငံတွေ ਨੇ ပြန်ပေါင်းလာပြောရရင်ကျွန်တော်တို့ကသူတို့အထီးကျန်ထားလိုက်ပြင်မဲ့ကိုကအထီးကျန်မနေဘူး ကိုယ့်ရဲ့မဟာမိတ်နိုင်ငံနေနဲ့ပူပေါင်းလာတဲ့အခါကျတော့အာဆီယံဘာခံနိုင်မှာလဲဗျာကျွန်တော်ပြောချင်တာဟုတ်လားနောက်ကြတော့အခုကဘာဖြစ်လဲဆိုတော့အာဆီယံအသင်းကြီးအုပ်လက်ရှိမလေးရှားခင်မှာဘာလုပ်လဲဆိုတော့ပြီးခဲ့တဲ့မနေ့ကဒီဟိုနင်းကိုနေပြည်တော်ကိုမလေးရှားနိုင်ငံသားရေးဝန်ကြီးပြောရတော့အာဆီယံအတွင်းမှုခေါ်မှာပေါ့နော်အာဆီယံနဲ့ဘာလို့လဲဆိုတော့မလေးရှားနိုင်ငံကအခုကအလှည့်ကြ တဘာပြီးအလှည့်ကျဥက္ကဋ္ဌတော်ဝင်ထမ်းဆောင်လာတဲ့အတွက်အဲ့နိုင်ငံအလှည့်ကျဥက္ကဋ္ဌတော်ဝင်ထမ်းဆောင်တဲ့နိုင်ငံရဲ့နိုင်ငံရေးဝန်ကြီးကအဲ့အာဆီယံရဲ့အတွင်းမှုပေါ့အဲ့နိုင်ငံရေးဝန်ကြီးကလာတယ်လာပြီးတော့အဲ့မှာကျွန်တော်သတင်းလေးဖတ်ပြမယ်ကျွန်တော်ဖတ်ပြပြီးတော့ကျွန်တော်နည်းနည်းထပ်သုံးသပ်မယ်အာဆီယံတူညီဆန္ဒ၅ချက်ကိုမြန်မာနိုင်ငံကဥဆောင်သည့်မြမကိုပိုင်နီလန်းပြင်ဆောင်ရွက်မှုများကိုမြမအုံးမြမလက်เนาะမြမလက်မြမအုံး မြန်မာလက်မြန်မာအုံးဆိုကျွန်တော်တို့ပြီးခဲ့တဲ့အဲ့ foreign တစ်ခုမှပြောသွားတာရှိတယ်เนาะအဲ့ဒါနဲ့ဆက်သွားမယ်ဆိုရင်เนาะအဲ့တော့ဒါကသူကဒါကိုဆိုလိုတာပေါ့เนาะမြန်မာနိုင်ငံကဥဆောင်သည့်မြမကိုပိုင်နီလန်းဖြင့်ဆောင်ရွက်မှုများကိုထောက်ခံကြောင်းနှင့်မြန်မာနိုင်ငံနှင့်ပိုမိုထိတွေ့ဆက်ဆံပြီးပူးပေါင်းဆောင်ရွက်သွားမည်ဆိုပြီးတော့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးပြောကြားဆိုပြီးတော့တည်င်းဌာနတစ်ခုမှတည်င်းတော်တွေကိုဖော်ပြဖော်ပြတယ် နိုင်ငံရေးဝန်ကြီးဌာနပြောင်းသူဝန်ကြီးဦးတန်းဆွေနဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံမှနိုင်ငံရေးဝန်ကြီးမစ္စတာမိုဟာမက်ဟာဆန်တို့ဟာတဲ့အော်တိုဘာ9ရက်ကနေပြည်တော်မှာရှိတဲ့ Jasmine Hotel မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရတယ်။အဆိုပါဆွေးနွေးပွဲမှာပြောင်းသူဝန်ကြီးဦးတန်းဆွေကမြန်မာနိုင်ငံအစိုးရအနေဖြင့်ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်နေမှုများရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိစေရေးအတွက်တိုင်းရင်းသားလက်နက်ကိုင်များနဲ့တွေ့ဆုံဆွေးနွေးနေမှုများစစ်မှန်ပြည့်ဝသောပါတီသုံးဒီမိုကရေစီစနစ် စစ်မှန်ပြေဝသောပါတီသုံးဒီမိုကရေစီစနစ်ဖော်ဆောင်ရေးစစ်မှန်ပြေဝသောပါတီသုံးဒီမိုကရေစီဖော်ဆောင်ရေးအတွက်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုးပမ်းပြင်ဆင်ဆောင်ရွက်နေမှုတွေအာဆီယံထုတ်ပြန်ချက်အာဆီယံတူညီဆန္ဒ၅ချက်အကောင့်တွေဖော်ဆိုဖော်ဆောင်ရမှာအာဆီယံနဲ့ပူးပေါင်းဆောင်ရွက်နေမှုများနေဆက်ဖြတ်ကျော်မှုကင်းများနှင့်အွန်လိုင်းလိမ်လည်မှုများအတွက်အိမ်နီးချင်းနိုင်ငံများနှင့်တာမကဒေတာရင်းနိုင်ငံများနှင့် နိုင်ငံတကာတို့ပူးပေါင်းဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြတယ်အလားတူပြောင်သူဝင်ကြီးကမြန်မာနိုင်ငံအနေဖြင့်အာဆီယံ၏တာဝန်သည့်အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်သည့်အားလျော်စွာအာဆီယံ၏ဂျိုးပန်းအားထုတ်မှုများနဲ့အာဆီယံဥက္ကဋ္ဌ၏ဦးစီးဦးဆောင်ဆောင်ရွက်မှုများတွင်နဲ့အပြုသဘောပူးပေါင်းဆောင်ရွက်မှုများအဖွဲ့ဝင်အဖွဲ့ဝင်ဖြစ်ချိန်မှစ၍အဖွဲ့ဝင်နိုင်ငံတနိုင်ငံမှထမ်းဆောင်ရမည့်တာဝန်နှင့်ဝတရားများကိုမပြတ်မကတ်မပြတ်မကွက် ထမ်းရွက်ခဲ့မှုများကိုအသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီတဲ့လက်ရှိအခြေအနေရမြန်မာနိုင်ငံအပေါ်ခွဲခြားခြံလှန့်ခြင်းများသည်တဲ့တင့်လော်မှုမရှိကြောင်းထောက်ပြကအာဆီယံ၌မြန်မာနိုင်ငံ၏မူလအခန်းကဏ္ဍနှင့်အခွင့်အရေးများပြန်လည်ရရှိစေရေးတိုက်တွန်းဆွေးနွေးခဲ့ကြောင်းသိရတယ်တဲ့အဲ့လိုပဲတဲ့ပြောင်စုဝန်ကြီးကမြန်မာနိုင်ငံ၌ဖြစ်ပွားခဲ့သည့်အင်အားပြင်းငလျင်ကာလအလွန်ပြန်လည်ထူထောင်ရေးနှင့်ငလျင်ဘေးသင့်ပြည်သူများ၏အကျိုးစီးပွားအတွက်မြန်မာနိုင်ငံအစိုးရ ကုလသမဂ္ဂနှင့်အာဆီယံတို့ပါဝင်သည့်သုံးပွင့်ဆိုင်ပင်မအဖွဲ့ဖွဲ့စည်းရေးကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရတယ်။မလေးရှားနိုင်ငံဂျာယေးဝန်ကြီးကမြန်မာနိုင်ငံဂျာယေးဝန်ကြီးရှင်းလင်းပြောကြားချက်များကိုသိရှိမှတ်သားရကြောင်း၎င်းအနေဖြင့်မြန်မာနိုင်ငံအပေါ်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်အခြေအနေများကိုတက်ဆွမ်းသည့်တရောင်းတနေရာမှကူညီပေးနိုင်ရန်အတွက်လာရောက်ချင်းဖြစ်ကြောင်းမြန်မာနိုင်ငံအာဆီယံ၏ပင်မအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ကြောင်းအာဆီယံထုတ်ပြန်ကြေညာချက် အာဆီယံတူညီဆန္ဒ၅ချက်အကောင့်တွေဖော်မှုတွင်ပိုမိုကောင်းမွန်သောရလဒ်များရရှိစေရေးအတွက်မြန်မာနိုင်ငံကဥဆောင်သည့်မြမကိုပိုင်နီလန်းဖြင့်ဆောင်ရွက်မှုများကိုထောက်ခံပါကြောင်းနှင့်မြန်မာနိုင်ငံနှင့်ပိုမိုထိတွေ့ဆက်ဆံကပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့တယ်ဆိုပြီးတော့သူတို့ကြေးထားတယ်။အဲ့တော့ဒီအာဆီယံရဲ့ဒီမလေးရှားနိုင်ငံရဲ့နိုင်ငံသားဝင်ကြီးကလက်ရှိယာယီသမ္မတကြီးဘုံချုပ်ကြီးမေအောင်လိုင်းနဲ့လည်းတွေ့ဆုံတွေ့ခဲ့တယ်။ နောက်ပြီးတော့ကျွန်တော်တို့အဲဝင်ကြီးချုပ်နဲ့လည်းတွေ့ခဲ့တာလို့ကျွန်တော်ဒီသတင်းထဲမှာဖတ်ရတယ်အဲ့တော့ကျွန်တော်ပြောချင်တာအဓိကအဖြစ်ကလက်ရှိအနေအထားမှာမြန်မာနိုင်ငံမှာစီးပွားရေးနိုင်ငံအကျက်တဲတွေရှိတယ်မရှိဘူးမဟုတ်ရှိတယ်အဲ့လိုပဲနိုင်ငံကဆက်ဆံရေးအကျက်တဲတွေလည်းမရှိဘူးလားရှိတယ်ဒါပေမဲ့လက်ရှိအစိုးရကဒီလိုအကျက်တဲတွေရှိနေလို့ဒီလိုအကျက်တဲတွေကိုထိုင်ပြီးတော့ကြည့်ကောင်းကောင်းနဲ့လက်ပိုက်ကြည့်နေတာမဟုတ်ဘူးမဟုတ်ဘူးသူတို့ရဲ့ဆောင်ရွက်နိုင်မှုဘောင်တွင်းက ဒီအချက်တဲတွေကိုအတက်နိုင်ဆုံးဖြည့်ရှင်းလို့ရအောင်ဆောင်ရွက်တယ်เนาะဆောင်ရွက်နေတယ်ဒါလည်းအားလုံးသိတဲ့အတိုင်းပဲအဲ့တော့အဓိကအပြင်ကတော့ကျွန်တော်တို့ကဟာလာဒီဟာတွေရဲ့ပြဿနာတွေရဲ့စုံမက်ဟာရွေးကောက်ပွဲဖြစ်တယ်ဒါဘယ်သူမှညင်းလို့မရအောင်အဲ့လိုပဲရွေးကောက်ပွဲဖြစ်တယ်ဆိုတာလေရွေးကောက်ပွဲကိုကလည်းပြောရရင်လက်ရှိဟာဗိုလ်ချုပ်မှုကြီးမြောက်လိုက်ဦးဆောင်တဲ့အစိုးရကကောက်ပွဲငွေရထပြီးရွေးကောက်ပွဲလုပ်မယ်ဆိုရင်လုပ်တာမဟုတ်ဘူးသူ့အနေနဲ့စတင်နိုင်ငံတော်အာဏာထိန်းစင်ကာလတည်းကသူတို့အနေနဲ့ ရွေးကောက်ပွဲပြန်လုပ်ပေးမယ်။ရွေးကောက်ပွဲမှာအနိုင်ရတဲ့အစိုးရအဖွဲ့ကိုပြန်လည်အာဏာလွှဲရပေးမှာဖြစ်တယ်ဆိုပြီးတော့ဒီလိုကတိစကားပေးထားပြီးသား။နော်ပေးထားပြီးသား။အဲ့လိုပဲနိုင်ငံထဲမှာရှိနေတဲ့စီးပွားရေးအကျက်တဲတွေအလောက်ကန်ရရှိရေးတွေနိုင်ငံရေးအကျက်တဲတွေကိုလည်းပုံသဏ္ဍာန်မျိုးမျိုးနဲ့သူတို့လုံနိုင်တဲ့ဘောင်တွင်းကနေပြီးတော့ဖြည့်ရှင်းဆောင်ရနေတာဒါအားလုံးမြင်မယ်။ကျွန်တော်လိန်ပြောလို့လည်းမရဘူး။ကျွန်တော်ပို့ပြောလို့လည်းမရဘူး။ကျွန်တော်ဖားပြီးပြောလို့လည်းမရဘူး။ကျွန်တော်ပြောချင်တာနော်။ ဲ့ဒါကြောင့်ကျွန်တော်အဓိကပြောရဲဆိုတော့အများအားကျွန်တော်တို့ပြောတာကနိုင်ငံရေးရဝေဖန်လို့ရတယ်စီးပွားရေးဝေဖန်လို့ရတယ်တိုက်တာပြောလို့လုပ်လို့ရတယ်ဒါဘာမှမဖြစ်ဘူးဒါပေမဲ့အစိုးရရဲ့လှုပ်ဆောင်နေချက်တွေအစိုးရရဲ့ဘယ်လိုခြင်းတဲ့ချက်တွေကလှုပ်ဆောင်နေရတယ်ဆိုတာတွေကိုလည်းခမားတို့အဲ့လိုဝေဖန်တဲ့အဲဒီမှာအဲ့အချက်လက်တွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုတယ်ထည့်သွင်းပြီးတော့ပြောဆိုဖို့လိုတယ်အဲကျွန်တော်တို့ပြောချင်တာဒါစီးရဲ့ချက်တွေရှိခဲ့တယ် စီးရဲချက်တွေရှိနေတဲ့အချိန်မှာမြန်မာနိုင်ငံနိုင်ငံရေးချက်တွေလည်းရှိနေတယ်စီးပွားရေးချက်တွေလည်းရှိနေတယ်ဒီအတွက်တချို့နေရာတွေမှာတက်မတော်အနေနဲ့ရှိသမျှအင်အားနဲ့ခူးဝံခဲ့ရတာရှိတယ်အဲ့လိုပဲအစိုးရအဖွဲ့အနေနဲ့လည်းသူတို့လုံနိုင်တဲ့ဘောင်တွင်အဓိကအဖြစ်နိုင်ငံတကာဆက်ဆံရေးမှာပို့ပြီးချက်တဲသွားမှာဆိုလို့သူတို့လုံနိုင်တဲ့ဘောင်တွင်ကနေပြီးတော့ဒီစီးရဲပြိပခတွေကိုလည်းရသလောက်ဖြည့်ရှင်းခဲ့တာရှိတယ်ရသလောက်ဖြည့်ရှင်းနေတာရှိတယ်အားလုံးတွေ့တဲ့အတိုင်းပဲ ဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ပြောရရင်ကျွန်တော်တို့ကဒီအစိုးရကိုခင်ဗျားတို့နားလဲကြပါဆိုပြီးကျွန်တော်ဝါဒဖြန့်ပေးနေတာမဟုတ်ဘူးကျွန်တော်ပြောချင်တာဒီအစိုးရရဲ့ဆောင်ရွက်မှုတွေကိုဝေဖန်ခြင်းဒီအစိုးရဒီအစိုးရဘယ်လိုဆောင်ရွက်နေတယ်လဲဆိုတာတွေကိုသိအောင်အရင်နားလဲအရင်လေ့လာဖို့လိုတယ်လို့ကျွန်တော်ကဒါကိုပြောချင်တာเนาะဒါကိုကျွန်တော်ပြောချင်တာဟာအဲ့လိုပဲလက်ရှိအနေထားမှာတချို့နေရာတွေမှာတရားဥပဒေစိုးမိုးမှုဟုတ်လားဘလူးကော်မလဲရော်ရဲသွားတဲ့နေရာတွေရှိတယ်တချို့နေရာတွေမှာအခရီးလိုက်စားမှုတွေအရန်ကြီးထွားသွားတဲ့နေရာတွေရှိတယ်ဒါတွေအတွက်ကိုလည်းပြည်သူတွေကဟုတ်လား အချက်အလက်နဲ့တေချာတင်ပြလာတယ်ဆိုလို့ရှိရင်အရေးယူတာတွေရှိတယ်။တချို့တွေဆိုထောင်ချလိုက်တာရှိတယ်။နော်တကယ်ဒုတိယဗိုလ်ချုပ်ကြီးလောက်အဆင့်ထိတောင်ထောင်ချလိုက်တာရှိတယ်။တကယ်ဝင်ကြီးတွေထောင်ချလိုက်တာတွေရှိတယ်ကျွန်တော်ပြောချင်တာ။အဲ့တော့တချို့ကိစ္စတွေမှာကဘာဖြစ်လဲဆိုတော့လက်ရှိအစိုးရအနေနဲ့လည်းတကယ်ကိုမြက်ကလူးဆန်များလုံနေရတဲ့အခြေအနေတွေရှိတယ်။တချို့နေရာတွေမှာဒါညင်းလို့မရဘူး။နော်ရှိတယ်။အဲ့တော့အဓိကအပြင်သူတို့အမြဲတမ်းပြောတာပြည်သူအားကိုအမြဲလိုတယ်ဆိုတာကဗစတဲကြီးကပြောနေတာမဟုတ်ဘူးပြည်သူအားကိုအမြဲလိုတယ်ဆိုတာပြည်သူအထွက်ကိုကျွန်တော်တို့သူတို့ ဥတီဗီပြောနေတာနော်ပြည်သူများများပို့ပေါ်ပို့ပြီးတော့ဘူးပေါင်းပေါင်ဝင်လာရင်မြန်မာနိုင်ငံအတွက်ပို့ပြီးတော့တည်ငြိမ်အေးချမ်းမှုကမြန်မြန်ရမယ်ဖွံ့ဖြိုးတိုးတက်မှုမြန်မြန်ရမယ်ဒီမိုစီလမ်းကြောင်းမှုမြန်မြန်ရောက်မယ်ဒါကိုဆိုလိုတာတစ်ဖက်မှာရှိတဲ့စီအေးပြိပခတွေနိုင်ငံရေးပြိပခတွေကတော့သူတို့အထက်မှာရှိတဲ့သူတို့တတ်ဆိုင်ရလူတွေချင်းညှိနှိုင်းဖြည့်ရှင်လို့ရညှိနှိုင်းဖြည့်ရှင်ပေါ့ဗျာညှိနှိုင်းဖြည့်ရှင်လို့မရဘူးတိုက်ခိုက်ပြီးမှဖြည့်ရှင်လို့ရတယ်တိုက်ခိုက်ပြီးတော့ဖြည့်ရှင်သွားလိမ့်မယ်ကျွန်တော်တို့ကဒါတွေကိုပြောတာကျွန်တော်တို့ပြည်သူတွေနဲ့တိုက်ရိုက် ဆက်ဆံနေတာတစ်ကတရားဥပဒေစိုးမိုးရေးနောက်ပြီးတော့အခရီးလိုက်စားမှုနော်ဒါကကျွန်တော်တို့နောက်ပြီးတော့လုံုံရေးပေါ့ဗျာနော်ပြည်သူ့ဘဝလုံုံရေးပေါ့ဒီဟာတွေကကျွန်တော်တို့ပြည်သူလူထုနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့ဟာတွေနော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဒါလည်းဆိုင်မှာမှန်တယ်ဆိုတော့ဒါတွေအတွက်ကိုကြတော့ပြည်သူလူထုအနေနဲ့ပူးပေါင်းပါဝင်လို့လိုတယ်ပူပေါင်းပေါင်းနေဆိုတော့ဗျာဒါတိုင်းအစိုးရအဖွဲ့ကြီးနဲ့တရက်ကြီးပူပေါင်းပေါင်းလို့တော့မရဘယ်ရမလဲဗျာကိုဒေတာမှာဖြစ်နေတဲ့အရာတွေလာမမှန်မကန်တရားစီရင်တာတွေရှိမယ် ဟလာစသည်အားဖြင့်နိုင်တဲ့စီးနင်းလောက်တာတွေရှိမယ်ဟလာစီးပွားရေးအရာအမြတ်ကြီးစားတာတွေရှိမယ်အာဂရီလိုက်စားတာတွေရှိမယ်ဒါမျိုးတွေကိုဟလာလက်လန်းမီယာဘလူးမမတိုင်တဲ့ဟုဆိုကျွန်တော်တို့ပြောတယ်ကျွန်တော်တို့တည်င်းဌာနတွေရှိတယ်ပြောပါကျွန်တော်တို့ကိုပြောပါကျွန်တော်တို့ကတချို့ဟာတွေကြတော့တည်င်းဖော်ပြနေမှာမဟုတ်ဘူးဟလာပြည်သူလူထုကသူတို့ရဲ့နစ်နာချက်တွေကိုပြောလာရင်ကျွန်တော်တို့ကဘာလို့လဲဆိုတော့တည်င်းသမားဖြစ်တဲ့အတွက် sorry တည်င်းသမားဖြစ်တဲ့အတွက်နိုင်ငံတော်မှာရှိနေတဲ့ တကယ်ဟလာနိုင်ငံတော်ရဲ့တာဝန်ရှိသူတွေနဲ့ကျွန်တော်တို့ကဟိုမြန်မာတမ်းမိတာရှိတယ်ဘလို့ဝင်ရထွက်ရမယ်ဒါမျိုးလေးတွေတိတာလေးတွေရှိတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့ကတင်ပြပေးလို့ရတယ်တချို့ကိစ္စတွေမှာကျွန်တော်တို့တင်ပြပေးလိုက်တာတွေကိုလည်းနိုင်ငံတော်အနေနဲ့တကယ်အလေးထားပြီးအရေးယူတာတွေရှိတယ်မဟုတ်တာကြီးတော့လာပြောလို့တော့မရဘူးဗျာမဟုတ်တာကြီးလာပြောပြီးတော့တော့တယောက်နဲ့တယောက်ဒုက္ခရောက်အောင်တော့မလုပ်နဲ့ဘောဒါကဟိုဝစ်လိုက်တက်တယ်เนาะကျွန်တော်ပြောချင်တာဝစ်လိုက်တက်တယ်ဒါကြောင့်မို့ကျွန်တော်တို့ပြောချင်တာဘာလဲဆိုတော့လက်ရှိအနေထားမှာအစိုးရအနေနဲ့အမြဲတမ်း ြောနေတယ်ပြည်သူပြည်အားကိုအများကြီးလိုတယ်ဆိုတာကအဲ့လိုပေါ့ပြည်သူတွေလုံနိုင်တဲ့ဘောင်တွင်းอ่ะဟာလာဥမာအာဂရီတရားအာဂရီလိုက်စားတယ်လို့ကျွန်တော်ကပြောဆိုအာဂရီလိုက်စားတာတွေပြောဥပဒေစိုးမိုးကြီးအပိုင်းမာတွေနောက်ထပ်နိုင်တဲ့စီနင်းလားရက်ွက်ကြီးရွာတွေမှာနိုင်တဲ့စီနင်းလို့တာတွေဒါမျိုးတွေပေါ့ဗျာဒါတွေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့တကယ်ကိုချင်းမှာဖြစ်တာလေ။အိုးကျွန်တော်ဘောင်ပြူပြကျွန်တော်ဦးလေးရဲ့အတော်ကျွန်တော်ဦးလေးရဲ့ဗျာ။ဟိုနေ့ကအကူကပြောပြတာတော့ဒါမျိုးတော့မလုံနဲ့တော့ဗျာကျွန်တော်ပြောချင်တာနော်။ဓာတ်ရိုက်ကိုမျက်စိရှိမှမြင်တာတွေကိုလာပြောတဲ့အခါကျတော့ ဒီဘက်မှာအစိုးရအနေနဲ့လည်းဘလို့စီမံဆောင်ရွက်ရမယ်ဆိုတာတို့အနေနဲ့လည်းဝေဖန်ဆုံးဖြတ်လို့ရတယ်လို့ကျွန်တော်တို့အနေနဲ့လည်းတို့အဲ့တာဝန်ရှိသူတွေကိုကျွန်တော်တို့ကတင်ပြပြောဆိုတာရင်လုံရဲတယ်ကျွန်တော်ဦးလေးရဲ့အကူကမြင်လိုက်တာကျွန်တော်ဦးလေးရဲ့အကူရဲ့အဘကြီးကမြင်လိုက်တာဗျာအဲ့ဒါအကြီးကဒီလိုကြီးပါဆိုတော့ကျွန်တော်တို့ကဟိုဘလို့သွားလုံမလဲတချို့ကြတော့လည်းဟာလာရခိုင်မှာဖြစ်တာကိုဘယ်ရလဲကျွန်တော်မြေကြီးနားရောက်နေတာရခိုင်မှာအဲ့ဒါဖြစ်တာကျွန်တော်ကောင်မင်းအဲ့ဒါလေးလုပ်ပြီအဲ့ဒါမျိုးကျွန်တော်ကျွန်တော်တို့ဘလို့သွားလုံမလဲเนาะကျွန်တော်ဒါကြောင့်မလို့ပြောတာကခင်ဗျားတို့မြင်တာတွေခင်ဗျားတို့ပုံမှန်မတရားလုပ်ခံရတာတွေ ပြောပါเนาะပြောပါအဓိကဒါလေးတွေပေါ့เนาะအဲ့တော့ဒါကြောင့်မို့ကျွန်တော်ပြောနေပါလဲဆိုတော့အဓိကကျွန်တော်ပြန်ပြီးတော့နေကုန်းချောင်းပါဟိုပြန်ပြီးတော့ကျွန်တော်ဒီဘက်မှာ online ဆွဲရလို့ရှိရင်ဒီဒီပြန်ပြီးတော့ conclusion ဆွဲရလို့ရှိရင်လက်ရှိအစိုးရအနေနဲ့အများကြီးတို့လုံနိုင်တဲ့ဘောင်တွင်းကနေဆောင်ရနေတာတွေအများကြီးရှိတယ်။ဟုတ်လားအခုဆိုရင်၅နှစ်သက်တမ်းအတွင်းမှာအခက်အခဲတွေအတိုက်အခိုက်တွေ PR တွေပြည်ရင်းပြည်ပနော်ပုံသဏ္ဍာန်မျိုးမျိုးနဲ့ရှိနေတဲ့ဂျာက လုံနိုင်တဲ့ဟာတွေအများကြီးလုံသွားတယ်အဲ့လိုလုံသွားလို့လေနိုင်ငံတကာကနေပြီးတော့အတိအမှတ်တရားဝင် မပြုတ်ရင်တော့အတိအမှတ်ဟိုပြုတ်တယ်အတိအမှတ်ပြုတ်တယ်လို့တော့မပြောရင်တော့အတိအမှတ်မပြုတ်ပဲမနေနိုင်နော်အတိအမှတ်ပြုတ်ပါတယ်လို့တရားဝင်ထုတ်မပြောရင်တော့တို့အနေနဲ့အတိအမှတ်မပြုတ်ပဲမလုပ်ရအတိအမှတ်မပြုတ်တော့မလုပ်ရတော့အဲဒါမျိုးပေါ့ဒါကြောင့်မလို့ကျွန်တော်ကတိကပါလဲဆိုတော့ ပြည်လူတဲ့ပူပေါင်းဆောင်ရမှုတွေလိုတယ်เนาะဒါတော့ဟိုသတင်းနဲ့နည်းနည်းလေးဘေးရောက်သွားတာဗျာလိုရတယ်ဘယ်လိုကျွန်တော်တို့သတင်းသမားတွေအနေနဲ့လေဗျာအစိုးရကိုဘလိန်းလို့ရတာဗောဒါပေမဲ့ဒီဘောကနေတက်ဘလိန်းနေလို့ခင်ဗျားတို့ဘာရက်လောက်ရလက်ထွက်လာမလဲခင်ဗျားတို့ပြည်သူလူထုတွေဘာလဲချက်ချင်းကောင်းသားသွားမှာလာကျွန်တော်ကဒီဘောတက်ဘလိန်းနေလို့အဲ့တော့ကျွန်တော်ပြောချင်တာဗာလဲဆိုတော့တချို့ဟာတွေကတော့ဟိုပြောရရင်တော့ဗျာကိုကအာပို့တယ်ဒီလိုမျိုးဟလာတိုင်တန်းနေအေးမြူဘာမလို့ဆိုရင်တော့အာဒါဆိုရင်တော့ အဆိုရပုံစံတစ်မျိုးပေါ့ဒါပေမဲ့ဒီအဆိုရကဒီလိုမဟုတ်ဘူးဒီအဆိုရဆိုတာကတော့ကျွန်တော်ပြောတာဟိုအဆိုရအဖွဲ့ပုံမှန်ရှိတဲ့လူကြီးတွေပဲမဟုတ်အောက်ခြေမှာရှိတဲ့တောင်ဝင်ရှိတဲ့လူအစင်းစင်းရတယ်သူတို့တကယ်ပြည်သူလူထုတကယ်ခံနေရပြီဆိုရင်သူတို့ဝင်ရောက်ဖြည့်ချင်းဆောင်ရွက်ပေးတာရှိပါတယ်လို့နော်ကျွန်တော်ဒါကိုပြောနေတာဒါကြောင့်မလို့ကျွန်တော်တို့ကလက်ရှိအနေအထားမှာအာဆီယံအဖွဲ့ကြီးကိုနိုင်ကိုကမြန်မာနိုင်ငံလက်ရှိဟုတ်လားမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေမြန်မာအစိုးရပေါ့မနော်မြန်မာအစိုးရမြန်မာနိုင်ငံမြန်မာအစိုးရနဲ့မြန်မာပြည်သူတွေရုံးကန်လှုပ်ရှားမှုတွေကိုသူတို့နားလဲတယ် ကိုတိုင်းပြည်အတွက်ဒီမိုစီရရှိရေးစီးပွားရေးပြန်လဲဟလာဥမော်ရေးစတရားပြန်ဒါတွေအတွက်လောက်ကင်နေတာတွေအတွက်ကိုသူတို့အနေနဲ့အများကြီးနားလဲတဲ့အတွက်ဒီလက်ရှိအာဆီယံရဲ့ဟလာပြောရအတွင်းမှုပေါ့နော်မလေးရှားနိုင်ငံကြီးဝန်ကြီးကိုနိုင်ကိုကအာဆီယံဘုံသဘောတူညီချက်၅ရက်ကိုမြန်မာနီးမြန်မာဟန်နဲ့ပေါ်ဆောင်မှုအတွက်ကိုသူတို့အနေနဲ့ကြိုးစားပါတယ်လက်ခံပါတယ်ဆိုပြီးတော့ထုတ်ပြောသွားရတဲ့အစီအရောက်သွားတာအရင်တော့ဆိုရင်ခင်ဗျားတွေ့ရတဲ့အတိုင်းပဲအာဘယ်ကုလသမဂ္ဂက ။ဘာလဲဟို observer လွတ်လိုက်။ဘာဟိုကအဖွဲကဘာအဖွဲဘာဘာလွတ်နေရမျိုးအခုကျတော့အဲ့ကောင်ကြီးအတန်ပိတ်သွားတယ်။အဲ့လောက်မရှိတော့ဘူး။မရှိတဲ့အပြင်ဘာဖြစ်လဲဆိုဒီဘက်မှာအစိုးရအနေနဲ့ကလည်း तू လုံနိုင်တဲ့ဘောင်တွင်းကဖန်ပြီးလာတယ်ဟိုဘယ်လိုခေါ်မလဲ तू ဓာရီကိုဘယ်လိုတိဆောက်တာတွေဟလာ तू လုံနိုင်တဲ့ဘောင်တွင်းကလှုပ်လာတဲ့အတွက် သူနိုင်ငံတကာကနားလဲပါဒါကြောင့်မလို့တိတ်ပြီးတော့5 by consensus 5 by consensus ဆိုတာယူတိတ်မတွန်းတော့တာလို့เนาะကျွန်တော်ဒီလိုမျိုးသုံးသက်ချင်တယ်ဒါကြောင့်မလို့နိုင်ငံညာနိုင်ငံဆက်ဆံရေးနဲ့ဒေတာတွေဆက်ဆံရေးမှာလဲအပေါင်းလက္ခဏာဆောင်တဲ့ရလက်တွေရနေတယ်လို့เนาะကျွန်တော်ဒါကိုပြောချင်တယ်